ကျပောင်းနေရာကြတော့လေအချင်တက်လည်းရှိရဲပြီးအဖန်တက်လည်းရှိရဲသိတာကဲပြီးရင်တော့ရေလေးနည်းနည်းထပ်ထည့်လိုက်ပါမယ်ကျပောင်းနေလေကျော်အိညိုပါဒိုင်းလေးကိတ်စားလိုက်ရုံပါကောင်းအလုံးမင်းမင်းလာပါရှင်ဒီနေ့ကတော့ဖြိုးကထမင်းမင်းမင်းစားဖို့အတွက်ဒီကြက်ပေါင်တီလေးတွေကို ငါးလေးနဲ့ရောချက်မှာပါငါးကြတော့ဒါကတော့ငတိုင်းပေါ့နော်ဒါကကြတော့ငဒန်နှစ်မျိုးလုံးသုံးပြီးချက်ပါမယ်ပြီးရင်တော့ကစုံရက်လေးကြော်ပြီးထမင်းမိမ့်မိမ့်စပြမှာဖြစ်ပါရဲ့ကဲဖြိုးတို့အရင်ဆုံးစချက်လိုက်ကြရအောင်နော်ငါးကိုဖြိုးအရသာနေပါမယ်ဆွနွေးမုတ်လေးထည့်မယ်ပြီးရင်စားလေးနည်းနည်းထည့်မယ်ပြီးရင်တော့အိုစာကြီးရွှေစုံဟင်းခတ်မုတ်လေးထည့်ပါမယ်ကဲအရသာလေးဝင်သွားအောင်လို့ဖြိုးတို့တေချာလေးလုံးနဲ့ထားပြလိုက်ပါမယ် ဲအရသာဝင်သွားအောင်လို့နှက်ထားလိုက်ပါမယ်။ကြက်ပေါင်လီယာကြတော့လေအချင်တက်လည်းရှိတယ်ပြီးရင်အဖန်တက်လည်းရှိတယ်တည်လား။အဲကြောင့်မို့မချက်ခင်ဖြိုးရွာလေးသူတို့တေချာခွဲပြီးတော့ရေလေးနဲ့စိမ့်ထားပေးရမယ်နော်။သူကကြတော့အစီအများကြီးထွက်တော့လေဒါဖြိုးလို့မချက်ခင်ကြိုပြီးတော့ဒါရေစိမ့်ထားနော်။သူကအစီလေးရှိတယ် ကဲကျပောင်းလေးတွေကိုရေစိမ်ထားတဲ့အချိန်မှာဖြူရတော့ကစုံရကြော်လေးစကြော်မှာပေါ့နော်။ကဲအရင်ဆုံးစီလေးထည့်ပါမယ်။စနွေးမုတ်လေးထည့်မယ်။ပြီးရင်တော့ဖြူရဒီမှာပြီးထားတဲ့ကျွတ်တနီလေးတွေထည့်မှာပေါ့နော်။ကစုံရလေးထည့်ပါမယ်။ကစုံရတော့ဖြိုးတပင်ကိုနှစ်ပိုင်းပဲပိုင်းထားလိုက်။ ကဲရသာအတွက်အစားလေးထည့်ပါမယ်။ပြီးရင်တော့ဦးစားကြီးရွှေကြုံဟင်းခတ်မုတ်လေးထည့်မယ်။ဒါတော့တတလို့ဟင်ခမုတ်ဆိုတော့လေတတလို့စားခြင်းတဲ့လူတွေဆိုလို့ရှင်ဒါဒီဟင်ခမုတ်တော့အရန်စင်ပြေရသေးတာကဲ QC လေးပါနည်းနည်းထည့်လိုက်မယ်ကဲကစုံရကြော်လေးရပြီဆိုတော့ထည့်လိုက်ပါတော့မယ်ဟာပူပူလောလောလေး ကဲကူကတော့ချက်ပေါင်သီးနဲ့ငားနဲ့ချက်ပါတော့မယ်။ဒဲအိုးတဲ့ကိုစီလေးထည့်ပါမယ်။စီပူလာပြီဆိုရင်တော့ချက်သွန်ဖြူနီထောင်းနာတာလေးထည့်ပါမယ်။ပြီးရင်တော့စနွဲမုတ်လေးထည့်ပါမယ်။ကဲအယောင်တင်မုတ်လေးထည့်ပါမယ်။ကဲစစ်တက်ထားတာလေးမွေးလာပြီဆိုရင်ခုနကအရသာနှက်ထားတဲ့ငါးလေးတွေကိုထည့်လိုက်ပါတော့မယ်။ ပြန်လေးချက်ပါမယ်။ကဲရေလေးနည်းနည်းထည့်လိုက်မယ်။ငါကြတော့လေမပက်အောင်လို့ဒါဖြိုးဖြိုးဖြည်းချင်းလောက်အောင်ပါပေါ့နော်။ရာသာအတွက်စားလေးနည်းနည်းထပ်ထည့်ပါမယ်။ပြန်တော့ပြောအိုစာကြီးရွှေစုံဟင်းခမုတ်လေးထည့်မှာပေါ့နော်ဒီအိုစာကြီးရွှေစုံဟင်းခမုတ်ကကြတော့လေ FDA SME HALA certificate ကတ်တွေအားလုံးရထားပြီးသားဆိုတော့လေစိတ်ချလက်ချအသုံးပြုလို့ရရယ်နော် ဒါဖြူကတော့လက်ဆွဲဖြစ်နေပါပြီ။ကဲပြီးရင်တော့ခုနကရေစိမ်ထားတယ်ဒီကြက်ပေါင်ဒီလေးတို့ဖြူကတေချာတန့်စင်ထားပြီးွားရေပေါ့နော်။ဒါအစည်းပြောင်းတဲ့အထိဖြူကတေချာဆေးထားရမယ်နော်။ကဲပြီးရင်တော့ထည့်လိုက်ပါတော့မယ်။ ကဲပြီးရင်တော့ရေလေးနဲ့လည်းထပ်ထည့်လိုက်ပါမယ်ကဲနူးလာအောင်လို့အဖောအောက်ပြီးတော့ဆောက်လိုက်ပါလို့မယ်ဟာရေတော်တော်ခမ်းသွားပါပြီကဲပြောကအနမ်းလေးမှုသွားလို့မဆလာလေးပါအုပ်လိုက်ပါမယ်ကဲပြီးရင်ခဏပြန်အုပ်ထားလိုက်ပါမယ်ແກ່ຜູ້ສ່ວນຍິນພູ້ເຈ້າປ່ອງດີນະງາຫင်းນີ້ຢາບາບີ້ເຊເບ ယ်အခုဆိုလို့ရှိရင်တော့ဖြိုးအိုစာကြီးရွှေစိုးဟင်းခတ်မုတ်လေးနဲ့ချက်ထားရတယ်။ငါးနဲ့ကြက်ပေါင်သီးဟင်းလေးရဲ့ပြီးရင်ကစွန်ရွက်ကြော်ရဲ့ရပါပြီ။ဒီမှာတော့ငပိရင်နဲ့တိုးစရာအဆုံနဲ့အားလုံးပြင်ဆင်ပြီးပြီဆိုတော့စားပါတော့မယ်။အဖော်စားမယ့်ဧည့်သည်လည်းရောက်ပြီဆိုတော့ပေါ့နော်။စားကြပါတော့မယ်။ကဲဟင်းနေကြရဲ့လား။ကြရဲ့။ကြိုက်တယ်အိမ်ညိုအမအရင်ထည့်လိုက်မယ်နော်။ဒါကတော့ငါးနဲ့ကြက်ပေါင်သီးနဲ့ရေလေးပါနဲ့မယ်။ထည့်ယူနော်။ဟာလို့ရင်လက်စီပွဲလား။ Inway. Hè. Ta mê. Ha nghe bia xe. Kè nè ba rô mà. Ba nè mẹ, ba nè mẹ kìa. Nó bị nè. Nó bị nè. Ok. Ok, nè. Chị bảo xe bé. Ngã hi lên nè. Xe bé. Ta cho vào ờ cứ xuống dưới cho theo mãi nhìn thế này mà nó rồi ừ. sao sao bảo rồi mẹ nó dám mua đi được ạ thế mà hòa đi chắc bằng gì trên đây để bà này đi ạ con tôi làm được à ừ đã khuyên là đi khuyên là để làm gì thì đi tập khoa đi, là đi. đi, đi. À, xong tụ cái bông đi điều chỉnh ít nhiều bạn ra đi cái sao đầy đủ mà còn uhm. Uhm. còn còn đây là quả uhm. còn ดูมาครับဒီငါးဟေးလေးနဲ့ပြည့်လေးနဲ့ရောနဲ့စားအရန်ရသာရှိတယ်ဖြိုးကလေး ုံးလာကြော်ဝိုင်းဆိုတော့အရင်တော့ဆိုထမင်းစားရင်နည်းနည်းပဲစားလို့ရတယ်အခုကအရင်တိုင်းပဲအများကြီးစားနိုင်ဝိုင်းဆိုတော့လေရှယ်စားတာထမင်းစားလည်းကောင်းလာဟိုတော့ကိုစားချင်တာဖြတ်စားလိုက်တော့ပို့ပြီးတော့စားမိန်သွားတာပေါ့နော်ဒီချပောင်းပြရတယ်သူ့မှာအဖန်တက်လည်းရှိရတယ်အဖန်တက်ရှိတော့ရေနဲ့ကြကြလေးစိတ်ထားပြီးမှအဖန်တက်ထွက်တယ်

ချိုးလို့လို့ခုထမင်းစားကောက်မှုအတွက်ကကြတော့လေဒါအဓိကဒီဥစားကြီးရွှေစုံဟင်ခတ်မှုတ်လေးထည့်ပြီးတော့ချက်ဖို့တော့မမေ့နဲ့နော်။သူကတက်တက်လို့ဟင်ခတ်မှုတ်လေးဖြစ်တယ်။နောက်တစ်ခါကျတော့လေဒါ FDA ရဲ့ HALA certificate ကတည်းကအားလုံးရထားပြီးသားဆိုတော့လူမျိုးပါသားမျိုးဆွေးချစာအသုံးပြုရတာပေါ့နော်။ချိုးလို့လို့အင်ရှင်မားတယ်ဆိုလို့ရှိရင်အခုလိုဘူးကြီးတွေထွက်တော့လေအရန်အဆင်ပြေနေတော့ပဲ။သူ့မှာအထုပ်လေးလည်းရှိတယ်။အခုလိုဘူးနဲ့လည်းရှိတယ်ပေါ့နော်။စမ်းသုံးခြင်းနေဆိုလို့ရှိရင်နော်အခုလိုအထုပ်လေးဝယ်ပြီးတော့စမ်းသုံးကြည့်ကြနော်။ဒါအင်ရှင်မားရဲ့အရန်ကြိုက်တဲ့လက်ဆွဲဖြစ်သွားမယ်တိလား။ချိုးကတော့သဘောကျနေရ။ อืมก็ไม่รู้เชียร์แล้วว่าทําไมโหมเหมว่าล่ะเว้ยโชโลทําไมซ้ําไม่จุนเลยဆိုလို့ရှိရင်တော့အခုဖြိုးချက်သွားရတယ်ဒါကြက်ပေါက်မြင်းနဲ့ငားလေးရေကစွန်းကြော်လေးငပိတုတ်ရအဆုံးနဲ့လိုက်ပြီးတော့ချက်စာကြည့်ကြအောင်เนาะပြီးရင်အိုစာကြီးရွှေစုံဟင်းခတ်မုတ်လေးတုံးဖို့မမင်းနဲ့เนาะကဲနောက်တော့ကြာရှင်ဖြိုးဘာလေးချက်ပြပြီးတော့ဘာလေးစားပြအောင်မလဲဆိုတော့ဆက်လက်ဆက်မှုကြည့်ရှုပေးကြပါအောင်ရှင်တာတာ